ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel ထုံးစံတိုင်းပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် March လ9ရက်နေ့ရဲ့ညပိုင်းသတင်းထူးသတင်းကောင်းတွေကိုကျွန်တော်နဲ့အတူတိုင်းမကြည့်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်လိုရီတူရှင်သတင်းတွေပဲစားလိုက်ပါခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်ကတော့ညောင်ဦးတွေစစ်ကောင်စီခန့်အုတ်ချုပ်ရင်မှုတအုပ်နဲ့ပြူစောတွေနှုတ်ပြစ်ခတ်ခံရပြီးတော့မသားဖြစ်သွားတယ်ဆိုတဲ့သတင်းကောင်းဖြစ်ပါတယ် နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရန်ကုန်မော်လမြိုင်လမ်းပိုက်တွင် PDF အသွင်ယူပြီးကင်းဘုံဝင်နေသောစစ်ကောင်စီတပ်များကိုတိုက်ခိုက်မှုစစ်တပ်ဖက်မှ၄ဦးမြေဩဇာဖြစ်ပြီး PDF ရဲဘော်တအုပ်လည်းမြင့်မြတ်စွာအသက်ပေးသွားတယ်လို့သတင်းရရှိပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ပြည်သူတွေကတော်တော်များများကွန်မန်ထားတာတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့ဒီစစ်ကောင်စီရဲ့စစ်မှုရန်ဥပဒေနဲ့ပေါ့နော်ပေါ်တာဆွဲတဲ့ဟာတွေကိုရေးပေါ့ဗောနော်အမြန်ဆုံးတားဆီးနိုင်ဖို့လိုပါတယ်နော်အမြန်ဆုံးမတားဆီးဘူးဆိုရင်ဒီနေ့ဗောနော်တိုက်နေတဲ့ဟာတွေကတကယ်ဆိုရင်ပြည်သူတွေပဲဖြစ်ပါတယ်နော်အဲ့တော့ဒီရဲ့ဟာကိုဒီ စီမံချက်တစ်ခုအနေနဲ့ပေါ့နော်အမြန်ဆုံးဒီစစ်မှုထမ်းဥပဒေလိုက်ဆွဲတဲ့ဟာတွေကိုတားဆီးဖို့လိုတယ်ဆိုတော့ကိုသုံးသက်တင်ပြထားတဲ့ကွန်မန့်တွေကျွန်တော်တွေ့နေရပါတယ်နော်နောက်တဲ့တင်တဲ့ဘက်ကတော့နေပြီးတော့တိုင်းစစ်ဌာန PDF တက်ရင်တို့စစ်မှုထမ်းတက်သားနှစ်ဦးလက်နက်ခဲရင်တို့အလင်းဝင်လာတယ်ဆိုတဲ့တင်ကောင်းလေးပဲဖြစ်ပါတယ်ဗျာကဲနောက်တဲ့တင်ကတော့ချက်ဖက်မင်းအောင်လိုင်ကပေါ့နော်ပြပရမြန်မာများစစ်မှုထမ်းရပြန်မလာနိုင်သေးပါကဆွေမျိုးမိသားစုဝင်လူငယ်တအူးကအစားထိုးစစ်မှုထမ်းနိုင်ရေးပြင်ဆင်ထားရလိုအပ်တယ်လို့ တတိထုတ်ပြန်လာတဲ့အချိန်တွေပဲဖြစ်ပါတယ်နော်အဲ့တော့နိုင်ငံခြားမှာရှိတဲ့သူကစစ်ဘုမထားနိုင်သေးဘူးဆိုရင်မြန်မာပြည်မှာရှိတဲ့ဆွေမျိုးတရောက်ကစစ်ဘုထားမဲ့အနေထားရောက်လာပြီဖြစ်ပါတယ်နော်အဲ့တော့အမြန်ဆုံးပဲချမ်ပစစ်ကောင်းဆောင်မင်းအောင်လိုက်မတည်သေးသေးရတော့နော်ပြည်သူတွေဒုက္ခပေးမှာနောက်တဲ့တတိဘုတ်ကတော့မုံရမန္တလေးလမ်းပိုင်းတိုက်ပွဲတွေစစ်ကောင်စီတပ်ဖွဲ့ဝင်18ဦးမျိုးစားဖြစ်ပြီးတမ်ကြာကကနှစ်စီးကိုမီးရှို့နိုင်ခဲ့တယ်တော်လိုက်တပ်ဖွဲ့တွေကိုပြည်သူတွေကတောင်းတောင်းဖြတ်ဖြတ်ကြိုဆူခဲ့တယ်လို့သတင်းရရှိပါတယ်ဗျာ ကဲကျွန်တော်တို့ကြည့်ရမှာတော့ဂျပန်မင်းအောင်လိုင်းရဲ့ကြွက်မင်းဗျူဟာနဲ့ပတ်သက်ပြီးတော့เนาะအဲ့ဒါကမြန်မာတပီလုံးကိုရှက်ခွဲလိုက်တယ်ဆိုတဲ့ဟာရဲ့ဒီမင်းအောင်လိုင်းရဲ့လုပ်ရည်တွေကတကယ်ပဲပေါ့เนาะဒီမြန်မာပြည်သူအားလုံးကိုအရှက်ရစေဖို့တမကပဲနဲ့အခုသူရုရှားကိုသွားတဲ့ကိစ္စကဒီရုရှားနဲ့ယူကရိန်းနဲ့နှင်းချင်းရသွားတယ်ဆိုရင်စစ်ကြံလက်နက်တွေကိုဒီမင်းအောင်လိုင်းကရကျင်လို့သွားတယ်ဆိုတဲ့အကြောင်းတွေပြောထားတယ်ဦးသိမ့်မင်းရဲ့ဗီဒီယိုလေးတစ်ချက်လောက်ကြည့်ကြအောင်เนาะလဲနေလေအောင်မြင်းဆောင်မကြံအားလုံးအရှက်ရလောက်တဲ့ပြမှုပါထောက်ခံသူရောစန့်ကျင်သူရော ရန်သူရောမိတ်ဆွေတွေပါမြန်မာနိုင်ငံသူနိုင်ငံသားတိုင်းအဆက်ရလောက်ဆရာကိစ္စပါမြန်မာပြည်သူအားလုံးရဲ့မျက်နှာကိုအိုးမဲတုတ်တဲ့အလုပ်ရပါအားလုံးလည်းဒီအကြောင်းကိုသိကြပြီသားပါကျွန်တော်ကသတင်းကိုပြောမှာမဟုတ်ပါဘူးသတင်းတုံ့တက်ချက်ကိုပြောမှာပါသူလုတ်ခဲ့တဲ့အလုပ်သူပြုတ်ခဲ့တဲ့အပြုတ်မှုဟာဘာကြောင့်ဆက်ဆရာကောင်းတယ်ဘာသဘောနဲ့သူအဲ့ဒါလိုလုတ်ခဲ့တယ်လဲအဲ့ဒီအပြုတ်မှုကဘာတွေကိုဖော်ပြသွားတယ်လဲဆိုတာတွေကိုကျွန်တော်ကတုံ့တက်တင်ပြမှာပါဒါအပြင်မှာဒီလုတ်ရက်ကဘယ်သူတွေကိုအဆက်ရစေတယ်လဲ သူအဲ့ဒါလို့လုတ်သွားတဲ့အတွက်ဘသူတွေရှက်တင်တယ်လဲဆိုတာကိုပြောပြချင်တာပါခင်ဗျားတို့တော့မသိဘူးကြာကျွန်တော်တို့ရှက်တယ်အဲ့ဒီလောက်ရကိုမြင်လိုက်ရတဲ့အချိန်မှာမျက်နာကိုရှိန်ကနေပူကနေဖြစ်သွားအောင်ကိုရှက်မိပါတယ်ကိုတင်ထားတဲ့ခေါင်းဆောင်မှမဟုတ်တာဘာရှက်ဆရာရှိတယ်လဲလို့တချို့ကပြောချင်ပြောကြပါလိမ့်မယ်ကိုတင်ထားတဲ့ခေါင်းဆောင်မဟုတ်ပေမဲ့လည်းရှက်ဆရာကောင်းသေးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကပြောပြချင်တာပါပြောလဲပြောပြချင်ပါရဲ့ရှက်လဲရှက်ပါရဲ့ဗျာအင်းကဲအစကနေပဲပြန်ပြောရအောင်ပါဘိုးချုပ်မင်းအောင်လာရဲ့ ်ရုရှားခီးစဉ်အကြောင်းဘူဂျုံမေအောင်နိုင်ရဲ့ဒီခီးစဉ်ကဘလို့မှအကောင်းကျိုးပေးမဲ့ခီးစဉ်မဟုတ်ပါဘူးတောင်းဖို့ရမ်းဖို့သွားတဲ့ခီးစဉ်ဆိုတာကတော့မြေကြီးလက်ခတ်မလွှဲနိုင်လောက်အောင်ကိုသိကြပါတယ်ဘာတွေသွားတောင်းတာဖြစ်မလဲဆိုတာကတော့ရနိုင်တယ်မြတ်တောင်းမှာပါခုံတောင်းမှာဟုတ်တယ်ဒါကရုံမတန်တရားဖြစ်စရာမရှိပါဘူးအဓိကတောင်းမဲ့အထက်မှာတော့စည်ရင်နဲ့ပတ်သက်တာတွေပါမှာပါရုရှားကိုအရင်ကတည်းကစည်ရင်နဲ့ပတ်သက်ပြီးတော့မိကိုနေကြစည်ရင်နဲ့ပတ်သက်တဲ့ဤပညာတွေရုရှားစီကတောင်းနေကြအခုသူအာနာသိမ့်ပြီးတဲ့နောက်မှာလဲ သူ့ကိုလူလူတူတူနိုင်ငံခေါင်းဆောင်အဖြစ်နဲ့လက်ခံဆက်ဆံတာဆိုလို့ရုရှားတနိုင်ငံပဲရှိတာကိုအားလုံးအသိပါဒါပြင်အခုရုရှားကိုမတော်ခင်လေးမှာကိုပဲပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေဆိုတာကိုပြတ်ထန်လိုက်ပါသေးတယ်လွန်ခဲ့တဲ့15ရက်လောက်ကမှပြတ်ထန်တာပါအဲ့ဒီတော့တောင်းတဲ့အကူအညီထဲမှာကြေးစားတက်ငားရန်အကူအညီပေးဖို့တောင်းဆိုတာမျိုးတွေလည်းမပါဘူးလို့မစွန့်နိုင်ပါဘူးကြည့်နော်သတိထားဖို့နော်တပတ်မှာရုရှားကလည်းစစ်ချိန်ရော့ကျနေတဲ့အချိန်မှာအမေရိကန်ရဲ့ဖိအားကြောင့် ယူကရိန်းခင်ဗျာမှာအာမတန်မန်ရှော့ရမယ့်အရေးအယောင်တွေမြင်နေရပါပြီတကယ်လို့များရုရှားယူကရိန်းစစ်ပြေငြိမ်းတော့မယ်ဆိုလို့ရှိရင်ရုရှားရဲ့စစ်ကြံလက်နက်တွေကိုသမ္မတပူတင်ကသူ့အတွက်ပေါ်ချောင်ကောင်ဈေးနဲ့စွန့်ကျဲလိုက်မယ်လို့ဗိုလ်ချုပ်မင်းအောင်နိုင်ကမျှော်လင့်ချက်ထားတာမျိုးရှိနိုင်ပါလေအဲ့ဒါကြောင့်တောင်းဖို့ရမ်းဖို့သွားတာပဲဆိုတာလူများလည်းခံမမိကြပါလေဒါပေမဲ့ငါတင်ထားတဲ့ခေါင်းဆောင်မှမဟုတ်ပဲငါကဘာလို့ရှေ့ရမှာလဲလို့တချို့ကတွေးချင်တွေးချင်မှာပေါ့မဟုတ်သေးဘူးညာ ိုတင်ထားတဲ့ကောင်းဆောင်မဟုတ်သေးလေဆက်ဆရာကောင်းသေးတာလေအဲ့ဒါတော့ယူတဲ့လူကဘိုးတက်လုပ်တာကိုဗမာပြည်ကလူတွေကငြိမ်းခံနေကြသလားဆိုပြီးတော့အထင်သေးကြမှာအမှန်ပဲဘိုးတန်းရှင်လက်ထက်တုန်းကလည်းအဲ့ဒါလိုပြောတာမျိုးကိုခံရဘူးပါလေသူလုပ်ချင်တဲ့လုပ်နေတာကိုမင်းတို့ဗမာတွေကဘာလို့ငြိမ်းခံနေကြသလဲဆိုပြီးတော့ကျွန်တော်တို့ပြည်သူတွေကရှုတ်ချတာရအခုလဲဒီလိုတော်ရမယ်ဖွဲ့ပောက်ခရတွေကိုသူကိုယ်တိုင်ယုံတဲ့အပြင်မှာသူတစ်ပါးကိုလည်းကဘာတိအောင်ရှောက်ပြောနေတဲ့ပေါ်တော်တော်လူကတက်ပြီးတော့အုပ်ချုပ်နေတာတောင်မင်းတို့ကရအောင် မတော်လှန်နိုင်ကြဘူးလားလို့အမေခံရမှာတော့အသေးချာပေါက်ပါပဲဘုကလေးမျိုးသားကျွံ့မြန်နိုင်ငံရေးသမားကြီးဥလာတင်အောင်ကွယ်လွန်ကလေးမှာဘုကလေးဥလာရွှေနဲ့အတူကျွန်တော်လူမမာမေးရောက်ခဲ့ပါတယ်အဲ့ဒီကဥလာတင်အောင်ပြောထားတဲ့စကားကိုအခုကြားရအောင်မိပါတယ်ပထမတော့ကတော့အလာပတလာပဆက်ဆံပြောကြတာပါဥလာ ကဲအဲ့ဒီတော့အကျွမ်းမင်းအောင်လည်းပြောခဲ့တယ်ပေါ့နော်ဒီကျွမင်းကျွမင်းဒီအထုပ်ပတိနဲ့ပတ်သက်ပြီးတော့ပေါ့နော်တကယ်ဆိုရင်ဒီကျမ်းမှန်စာကြီးတော့လည်းမရှိဘူးဆိုပြီးတော့ဘုံတွေကိုယ်တိုင်ကကွာဒီဆိုရှယ်မီဒီယာမှာပြောဆိုထားပြီးဖြစ်ပါတယ်နော်အဲ့တော့ဒီဟာဘယ်ကနေလာလဲဆိုလက်သေးသေးခံပေါ်ပြီးဖြစ်ပါတယ်နော်အဲ့လက်သေးသေးခံတော့တခြားသူမဟုတ်ဘူးမင်းအောင်လည်းလက် အောက်ကပဲပေါ့နော်စစ်ကောင်စီဒုနိုင်ငံကြီးဝင်ကြီးလွင်ဦးဆိုတဲ့သူကတမင်ဒီဥစ္စာကိုမင်းအောင်လည်းဖတ်ဖို့အဲ့တော့တင်ဆက်ထားဒီခေတ်တက်ကတင်ဆက်ထားတဲ့နောက်နောက်ကြီးလောက်နော် အကြမ်းဖက်မဲ့ရောလေကရုရှားစစ်ကောင်စောပူတင်ကိုဖျားဗျာဒိတ်ဒေါ်လာကြွမင်းဆိုပြီးတင်စားဈေးခဲ့တဲ့လက်တည်တရားခံဟာစစ်ကောင်စီရဲ့လူနိုင်ငံသားရေးဝင်ကြီးလွင်ဦးဆိုသူဖြစ်တယ်လို့သိရပါတယ်။ဒါကတော့မတ်လ၄ရက်နေ့ကပဲရုရှားစစ်ကောင်စောပူတင်နဲ့အကြမ်းဖက်မဲ့အွန်လိုင်းတို့တွေ့တဲ့အချိန်မဲ့အွန်လိုင်းကပူတင်ကိုမျက်စွာဖျားရဲ့ဗျာဒိတ်ဒေါ်လာကြွမင်းဖြစ်တဲ့အကြောင်းထုတ်ပေါ်ပြောဆိုပြီးအဲ့ဒီအကြောင်းရေးထားတဲ့စာအုပ်ကိုသွားပေးခဲ့တာပါ။အဲ့ဒီစာအုပ်ရေးတဲ့အဓိကလက်တည်တရားခံကတော့အကြမ်းဖက်စစ်ကောင်စီရဲ့လူနိုင်ငံသားရေးဝင်ကြီးလွင်ဦးဆိုသူဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီစာအုပ်ကိုအခိုင်အမာတုတေသနစာတတ်မရှိဖျားဟောဟုတ်မဟုတ်အတိမပြုတ်နိုင်ပဲရှပွေဖော်ထုတ်ရေးသားထားပြီးကလောင်အမည်မောင်လွင်မြင့်ဆိုတဲ့အမည်နဲ့တုံးဆွဲရေးသားထားတာဖြစ်တယ်သိရပါလေအဲ့ဒီစကောက်စီရဲ့ဒုနိုင်ငံသားရေးဝင်ကြီးဟာဘသူမှတေချာရေးရရမသိရတဲ့ပါဠိဆရာကြီးဥသောဆိုသူရေးထားရစာမျက်နှာ48မျက်နှာပါ1938ခုနှစ်ထုတ်စာအုပ်ကိုကိုးကားပြီးတော့ရုရှားမြန်မာချစ်ချင်ရေးကိုအမွန်တင်ရေးသားထားတာပါအဲ့ဒီစာအုပ်ထဲမှာမင်းအွန်လိုင်းကိုအလွန်မင်းမြောက်ပြင်းရေးသားထားပြီးစစ်ကောင်းဆောင်မင်းအွန်လိုင်းတက်ထမှာရုရှားမြန်မာနိုင်ငံဆက်ဆက်ရေးဟာတမိုင်းကြောင်တစ်လျှောက် ထုံးလင်းအတောက်ပဆုံးအချိန်ကာလဖြစ်တယ်ဆိုတဲ့အကြောင်းလေးနဲ့မင်းအောင်လိုက်ရဲ့ဥဆောင်မှုအောက်မှာတည်တည်တသာတိုးတက်လာတယ်ဆိုတဲ့အကြောင်းလေးကိုပါအလွန်အမင်းပြောင်းပြီးရေးသားထားပါသေးတယ်အဲ့ဒီလိုမင်းအောင်လိုက်ကိုမြောက်ပင်ဖားရနေတဲ့ဒုနိုင်ငံသားရေးဝင်ကြီးလွင်ဥဆိုတဲ့သူဟာ2015ခုနှစ်ကဖြစ်ပွားတဲ့လောက်ကင်စစ်ပွဲမှာတုန်းကဆိုရင်တရုတ်ဘက်ကိုလက်နက်ကြီးချော်ပြမှုကြောင့်စစ်ဘက်ကနေယာတုအနာပိတ်ခံရပြီးအရက်ဘက်ကိုပြောင်းရွှေ့ခံရသူလည်းဖြစ်ပါတယ်အဲ့ဒီလိုအရက်ဘက်ကတနမန်ယာတုကနေအဖားကောင်းတာကြောင့်နိုင်ငံသားရေးဒုဝင်ကြီးအထိယာတုတက်လာခဲ့သူဖြစ်ပြီးအခုလည်းဒုဝင်ကြီးဘဝနဲ့မင်းအောင်လိုက်ကိုဆက်ဖားနေပြန်တယ်လို့သိရပါတယ်အခုရုရှားစစ်ကောင်စီ တင်ကိုမဲအောင်လိုက်ပြေးလိုက်တဲ့စောင်းထဲမှာလဲလွန်ခဲ့တဲ့နှစ်2500ကျော်ကဂေါတမမြတ်စွာဘုရားဗျာဒိတ်တော်ဟာဒက်တီကွတ်တီတိကြမှန်ကန်နေတာကိုယနေ့ကာလမှာအန်အောဘွဲရတွေ့မြင်ရတယ်ဆိုပြီးမရှက်မကြောက်ရေးခဲ့တာကိုလည်းသိရပါတယ်။မဲအောင်လိုက်ကတော့အဲ့ဒီစာအုပ်ကိုပူတင်ကိုပေးပြီးကြွတ်မင်းဖြစ်တယ်ဆိုပြီးတော့ပါတင်စားလိုက်တဲ့ကြွတ်ပုံမြင်ဟာအခုတော့ရန်ကုန်မှာရှိတဲ့တနမန်အတိုင်းဝိုင်းကြားမှာပါခွက်ခွက်လန်းအောင်ရီမောနေကြတယ်လို့လည်းသိရပါတယ်။ဒါပေမဲ့အဝေးရောက်မြန်မာကျွမ်းကျင်သူနိုင်ငံသားတွေကတော့ ပူတင်ကိုတင်စားပြောဆိုသွားတဲ့ကြွက်ကိစ္စကိုတပတ်မလဲကြသေးပဲ။ဘာကြောင့်ကြွက်နဲ့နှိုင်းပြီးပြောတာလဲဆိုတာကိုမင်းမြန်စုံစမ်းနေတာတွေလည်းရှိတယ်လို့သိရပါတယ်။တဖက်မှာတော့အဲ့ဒီစစ်ဘိုးထွက်လွင်ဥဆိုတဲ့သူဟာစာရေးဆရာဖြစ်ချင်တဲ့စာပေ YouTube ရောက်ဖြစ်ပြီးတခြားစစ်ဘိုးထွက်စာရေးဆရာတွေလို့လူတလုံးသူတလုံးဖြစ်ချင်နေတဲ့သူတွေဖြစ်တဲ့ပြင်သူဟာဘင်္ဂလားဒေ့ရှ်မှာတန်နမန်တာဝန်ထမ်းဆောင်တုန်းကလည်းရိုဟင်ဂျာမရှိဆိုတဲ့အတုံးအုံနဲ့တန်နမန်ရေးရာကိုစစ်ကွင်းလို့တုံ့နှုံခဲ့တဲ့အတွက်ဘင်္ဂလားဒေ့ရှ်တန်နမန်တွေနဲ့ဂဒေါက်ကစားဖြစ်ခဲ့ပူပါတည်တယ် အပြင်အဲ့ဒီစစ်ဘိုးအတွက်လွင်ဦးဆိုတဲ့သူဟာအခုလိုနိုင်ငံဂျာယေဒူဝင်ကြီးမဖြစ်လာမီရုရှားနိုင်ငံဆိုင်ရာမြန်မာတမ်မတ်အဖြစ်နဲ့2022ခုနှစ်ဇွန်လကနေ2023စက်တင်ဘာလအထိမော်စကိုမှာတာဝန်ထမ်းဆောင်ခဲ့ပေမဲ့ရုရှားနိုင်ငံရဲ့ကိုရိတ်စားမိနိုင်တဲ့ညံရီမရှိတာကြောင့်မေအောင်လိုက်ဟာသူနဲ့ထိုက်တန်ရအလွန်ညံပြင်းတဲ့တန်တမန်တွေပဲရထတာဖြစ်တယ်ဆိုပြီးတော့လေပြောဆိုဝေဖန်မှုတွေပါရှိနေပါလိမ့်ခင်ဗျကဲဒါကတော့ကျွန်မအထုပ်ပသိနဲ့ပတ်သက်ပြီးတော့နော်လွတ်တဲ့တည်းဟန်တွေ့သွားပြီဖြစ်ပါရင်နော်အဲ့တော့ဖားကောင်းတဲ့လွင်ဦးကဖားလိုက်တာမှာ မင်းအောင်လန်ကိုဖားလိုက်တာပေါ့နော်အခုမင်းအောင်လန်တစင်းတကယ်ရုရှားကိုပြန်ပြီးတော့ဖားရတဲ့အနေအထားဖြစ်ပါတယ်နော်အဲ့တော့မင်းဘာပြောပြောနော်ပူတင်ကတော့မင်းအောင်လန်ရဲ့ဂျင်းမှာထည့်ခံလိုက်တဲ့အခြေအနေဖြစ်ပါတယ်နော်ကဲပထမဆုံးကျွန်တော်နောက်ထပ်မယ့်သတင်းကတော့ပီမြို့မှာချမ်ပစ်စစ်ကောင်စီကပေါ့နော်ပီသူစစ်တီကိုလက်လက်တက်ဆင်ပြီးတော့မယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတင်ဆက်ထားတဲ့ဟာလည်းနောက်အောင်ကြည့်လောက်နော်တင်ဒင်းတပုတ်အနေနဲ့ကတော့အဘိုးတိုင်းအနောက်ခြမ်းပြည်ခရိုင်အတွင်းမှာပြည်သူစစ်တင်နန်းဆင်းတွေကိုစစ်ကောင်စီကစစ်တင်နန်းပေးနေပြီးလက်နက်ကပ်ဆင်ပေးတော့မယ်လို့ဒေသခံတွေစီကနေသိရပါဗျာ ်တင်းနန်းစင်းပြီးသူတွေကိုလက်နက်နဲ့ခေးရန်တွေအမြေပေးထားမှာဖြစ်ပြီးနေထိုင်ရာမျိုးနေအလိုက်လုံခြုံရေးအဖြစ်ထားရှိသွားမယ်လို့လည်းသိရပါဗျ။စစ်ကောင်စီကတင်းနန်းစင်းပြီးသူတွေကိုခင်မီလက်နက်တွေတက်ဆင်ပေးမယ်လို့အတိပေးလာတာကြောင့်ပြည်သူတွေမှာစိုးရိမ်စိတ်တွေရှိနေတယ်လို့သိရပါဗျ။ပြည်မျိုးနေမှာအခုရက်ပိုင်းအတွင်းအစီအစေးတင်းကျပ်မှုတွေမြို့အဝင်ထွက်တွေမှာစစ်ဆီးမှုတွေစက်တက်လီထီးတွေပြန်တန်းနေရတွေရှိနေတယ်လို့မြို့ခံတွေစီကနေပြရပါတယ် စ်ကောင်စီဟာ AA နဲ့ PDF တွေရဲ့ထူးဆစ်စင်နိုင်ခြေကိုစိုးရိမ်လာကြောင်းပြေစခန်း၊ကင်းစခန်းနဲ့စစ်တပ်အထိုင်စခန်းတွေမှာဘန်ကာရီ၊ကွန်ကရစ်ဘန်ကာရီပြုလုပ်ပြီးလုံခြုံရေးတိုးမြင့်နေတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီဟာပြည်မျိုးအဝင်အထွက်နေရာတွေကိုတင်းကျပ်စွာစစ်ဆေးမှုတွေပုံမှုလှုပ်ဆောင်လာနေပြီးညပိုင်းအချိန်မှာမျိုးပေါ်ရက်ွက်တွေကို အစင်းစစ်ဆေးတာတွေပို့ပြီးလှုပ်ဆောင်လာတယ်လို့သိရပါတယ်။ကဲကျွန်တော်နောက်ထပ်ပေါ့နော် MMD ရဲဘော်ပြောထားတဲ့စကားလေးလည်းနားထောင်ကြည့်အောင်နော်။ လို့အခုလိုမှမျက်နှာကြီးလည်းပြထားနော်မျက်နှာထင်းထင်းလင်းလင်းကြီးပြထားတယ်မျက်နှာထင်းထင်းလင်းလင်းပြရင်မှမင်းတို့ဒဲ့ဆဲတယ်မင်းတို့ဒဲ့ပြောတယ်ကျက်ဖို့ဒီလိုင်းမှာကျွန်တော်ကမန်နဲ့မှလက်ယူရတယ်ထမိန်ချုံတွေပျောက်နေတယ်တဲ့ဟုတ်ပါထမိန်ချုံတွေပျောက်နေရတယ်ထမိန်ချုံတွေပျောက်လားမပျောက်လားမျက်နှာထဲပြပြီးဆဲနေတာမင်းတို့ဟာဝေါ်ထဲမှာလည်းမျက်နှာမတင်ထားရဲ့ profile မှာလည်းမျက်နှာမတင်ထားရဲ့ပြီးတော့ပစိုးဂျုံတွေလက်တီးပြဒီမှာငါပြောမယ်ဟုတ်တယ်ငါတို့ထမိန်ချုံလားမှန်တယ် ်ထမိန်ထုံနေအုတ်ချုပ်ခဲ့တဲ့ငားနှစ်တာကိုမင်းတို့ဘယ်လိုနေထိုင်ရလဲဟမ်ဟုတ်တယ်ခေါင်းချောင်းအိတ်နေရတယ်အခုယောက်ျားအရက်မကြီးလီတန်းလားပါအိမ်မှာအုတ်ချုပ်နေတဲ့လူတွေကမိမတွေကင်းဆောင်နေရတယ်ကွာအဲ့ဒါနားလေလားဟမ်မင်းတို့ပြောလေဘာမှသိတယ်မဟုတ်ဘူးမင်းတို့ခုခေါင်းဒီခေါင်းဟောင်းလို့မသိတယ်ဝင်းလေးမင်းတို့ချက်ဖတ်ပါတည်ရမဟမ်ပြောရမင်းတို့တန်30ရှိတယ်40ရှိတယ်မင်းတို့လီမပါဘူးလားဝင်းညာလေးခုစတဲ့ဟုတ်တယ်လောက်လိုက်ပြီးငါတို့ ဟမ်ထိုင်ကုန်ရကျင်တော့ကတော့မင်းတို့တွေဂျက်ဖွတ်ပါတီတွေလူဘလောက်ရှိတယ်ဘလောက်ရှိတယ်ဘယ်နှတန်းရှိတယ်ကြွားလိုက်ကြတာဟမ်အခုဘယ်ရောက်ကုန်လဲလူတွေဂျက်ဖွတ်ကောင်လည်းဘယ်ရောက်ကုန်လဲမင်းတို့ထိုင်ကုန်ရကျင်တော့လုတ်တယ်ပြည်သူလူတို့ဟောရဟန္တာကတို့လည်းမင်းတို့ရိုက်ခဲ့တာပြည်သူလူတို့လည်းမင်းတို့ရိုက်ခဲ့တာမနေဘူးမင်းတို့ရိုက်တယ်ရဲတဲ့လူတွေအများကြီးအခုဘယ်ရောက်နေလဲနိုင်ငံတော်တော့ကြီးအသက်ပေးကြပါလား ငငနမမေအဲ့ဒီမင်းတို့ဒါအဲ့ဒီလိုတစ်ချိန်ကလို့ဒါမင်းတို့စိတ်တွေကြွနေရပါစေအခုနိုင်ငံတော်မှာလူတို့ကိုဒုက္ခပေးမှစုဆောင်ဆွေးနေတာမလို့ဘူးအခုလူတို့တွေဘယ်တော့မှဖာစီနေစခံနေရလဲ22လမ်းမှာဖြစ်သွားတယ်မန္တလေး22လမ်းမှာနေအိမ်မဲချတဲ့ဆိုင်ကြီးတစ်ဆိုင်မှာဈေးတဝဲတယ်ဒါဝင်ဖမ်းတယ်တော့ဒါဟိုသူတို့မိဘညီကောင်မတို့ရောအခြားတော့လူတွေရောသူတို့နေပါစီတော့စိတ်ပြတ်သွားတာ22လမ်းမှာဖြစ်သွားတာမန္တလေး22လမ်းမှာနော်ဒါအချိန်ဘယ်တော့မှဖြစ်လိမ့်ဘူး ငါနိုင်ခွဲအဲ sorry 6နိုင်ခွဲလာမှမသိနော်ကျောက်ကျောက်ရှိလေကျွန်တော်လည်းဟိုကစာတိချပြမကြည့်မလိုက်ဘူးအဲ့လောက်မရှိဘူးမမောင်စားပြိုးတဲ့ချိန်လေးမှာလူတို့ကတော့တလောက်ကြီးလုံနေတာမင်းတို့တန်း30 30ဆိုလေကြံ့ဖို့တွေပြောက်သွားတာလေဝင်ကြလေဝင်ကြဝင်ကြဝင်မိလက်တိုင်းငါတို့မင်းတို့လက်တိုင်းမဆိုငါနေရာလည်းပြောတာငါ့မှာငါနေရာလည်းပြောထားတယ်အတိကျလည်းပြောထားတယ်နေရာဖုန်းနဲ့ပဲကောနေရာလိုက်စာအခုပေးချင်တာကဲနော်အမဒီရဲပါတော့အများစိန်ခေါ်တာပါနော်အဲ့တော့ဘယ်ကတော့ ဘောမာတွေကတော့မြန်တယ်ပဲကိုမထဲမှာဟောင်းလာဖြစ်ပါတယ်နော်ဟုတ်ကဲ့ကျွန်တော်တို့သတင်းပြတခုတော့ကြည့်အောင်နော် AA ရဲ့ Toxic တွေရှိနေတဲ့ AR တွေဘကုန်းနဲ့မကွေးဘက်က CA အခြေအနေတွေဘယ်လိုရှိနေပြီလဲတဲ့ New Dollar ရဲ့အတွက်အဲ့ဒီ Toxic တွေကဘယ်လောက်ထိမျောလင့်လို့ရပါသလဲဆိုတဲ့မိကုန်းကိုဖြေထားတဲ့ဟာတော့ကြည့်အောင်နော်ဒါတော့ CDM ဘိုးကြီးတယောက်ဖြေထားဖြစ်ပါနော်ဒီတကြောပြန်ဘိုးကြီးနောက်ရုပ်ဖြစ်ပါနော်နေသိန်းတိုက်ပွဲတွေပေါ့နော်2023လုံးမှာနောက်ပိုင်းနေပြီးတော့အာ AR ဒါရခိုင်ပြည်လုံးကိုနေမြေသိန်း Toxic တွေရှင်းအောင်ခဲ့တာအခုဆိုရင်လည်းဒါရခိုင်ဒေသအများစုကို ရှာနေပြီတိမ့်ပိုက်ထားပြီလည်းဖြစ်တယ်ပေါ့နော်ဒီစစ်တွေအဲကြောက်ကျူနဲ့မန်ဟောင်းလေးကျွန်တော်တော့နည်းနည်းခွခွင်းနိုင်နေတာကျန်တော့တာပေါ့နော်ဒါလည်းအခုမကြခင်သူတို့အာဂျပန်တပီလုံးအခုအပြည့်ဝတိမ့်ပိုက်နိုင်တော့မယ့်အနေအထားကိုရောက်လာပြီပေါ့နော်ဒါကံကိုရောက်လာပြီလို့တော့ဘယ်လိုပြောလို့ရတယ်ပေါ့အဲ့လိုဒီအာရခတ်တော်တော်အေးနဲ့အတူဟုတ်လားပြီးမှတော်လိုင်းရရဆိုတဲ့အထူးသဖြင့်အနောက်ချမ်းမှာကြီးတဲ့အဲဘမာတော်လိုင်းအင်အားစုတွေကဒီအာရခတ်တော်တော်နဲ့အတူသွားပြီးတော့အစည်းအလေးချင်းနဲ့တင်ယူတဲ့တက်တွေစုပတိဆောင်တဲ့အလားတူရခိုင်ပြည်နယ်တိုင်ပင်မှာလည်းသူတို့အတက်တွဲပြီးတော့မှအဲတိုက်ခိုက်တဲ့လေးချင်းတင်ယူတိုက်ပွဲဝင်နေရတယ်ပေါ့နော်သူတို့အထူးကြောင့်လည်းကောင်းသွားရတယ်အဲ့ဒါ တဖြည်းဖြည်းနဲ့လည်းအဲသူတို့စီကအင်အားတွေကတဖြည်းဖြည်းနဲ့အဲဒီမဘက်ကိုနည်းနည်းချင်းစိတ်ဝင်ထိုးပေါင်းနေပြီအဲဖြတ်တော့တိုက်တိုက်တော်ဝင်တဲ့အတော်များတွေ့ကြတစ်နှစ်ကျော်တစ်နှစ်ဝင်ကျင်တော့သူတို့ရတာပဲမဟုတ်လားကျတော့ဖြစ်နေမကြခင်တော့ရခိုင်တပြည်တော်တို့ကအာရကတ်တော်ကအပြည့်အဝထိန်းချုပ်နိုင်ပြီဆိုရင်အာရကတ်တော်နဲ့လက်တွဲတိုင်နေတဲ့ဒီမတော်လိုင်းအင်အားစုတွေပေါ့နော်အဲ့ဒီမှာဆိုရင်ဥမာ API မကွေးတို့ရှိနိုင်တယ်အ SAF လို့လို့ចောင်းသားလက်ရုံတက်တော်တွေရှိနိုင်တယ်တခြားတော့မကွေးပကူ ERV တိုင်းက PDF တက်ဖွဲ့တွေရှိနိုင်တယ်ပေါ့ဒီအင်အားစုတွေကမလွဲမသွေအမြေပြတ်ကိုအမြေပြတ်ထိုးစစ်တွေစီ ုံဆောင်နိုင်မယ်လို့ကိုတို့ကျူးသွားတယ်ပေါ့နော်အဲဒါတော့သုံးသက်တယ်ပေါ့ဆိုတော့အခုလည်းအဲခြေပြေးတွေဖြစ်နေပြီပေါ့နော်အခုဆိုရင်လည်းအဲကိုတို့အဲရခိုင်တောင်ပိုင်းကနေပြီးတော့ ERB တိုင်းအဆက်တွေမှာလည်းအနေနဲ့ထိုးစစ်တွေကိုဒါနည်းနည်းချင်းသူတို့အစာပြုတ်နေပြီးစောစောနဲ့ခြေထိုးလာပြီပေါ့နောက်အခုဘကူရှုံးမှကြိုးစင်းနေအခုတို့အခုလားတောင်ကုတ်ကိုတင်းပြီးမကြောက်ဘူးဟောလာချက်ချင်းပဲဒီအာရခတ်တော်နဲ့ဒီပူပေါင်းတက်နေတာအဖြစ်ဖြစ်နေအခုဟိုဘကူတိုင်းအဆက်သေးတီတော့မဟုတ်ဟိုအခုကပ္ပစ၆ရဲ့အနီနောက်ပေါ့နော်ဒါမြေပြန့်ပြင်တော့ဖက်ကန်ကိုကအနီနောက်ရောက်လာပြီလို့ကိုတို့ပြောလို့ရတယ်ရခိုင်ရိုးမရဲ့ တစ်ဖက်ကတော့ကျုံးလာပြီပေါ့နော်အခုအဲဒီနောင်ချီတော်တို့နောင်တို့အနီးတစ်ဝိုက်တီကိုခြေဆက်လာတယ်အလားတူအထက်ကိုဖက်ကြည့်မယ်ဆိုလည်းအခုလိုမကွေးမင်းဘူးအမ်ဘရန်ဘောက်မှာဆိုလည်းဒါဟုတ်လားဟောတဖြည်းဖြည်းနဲ့ဒီအမ်ဘရန်ဒီပြီမပိုင်းတီကို တော်တော်လေးစုံမထိန်းချုပ်လာနိုင်တဲ့အနေထားပေါ့သူစိတ်မလာနိုင်ဘူးပေါ့နော်အဲအဲ့တော့အပေါ်ထက်ကြည့်မယ်ဆိုလည်းဟုတ်လားချင်းတောင်ပိုင်းပေါ့လားစီစီချင်းပြတော့အခွေတွေရှိမယ်ရိုးစိုးဒီလာကြည့်မယ်ဒါလည်းအေးလည်းသူတို့ပူမောင်းတဲ့ခဏနေတာမအမိတ်တက်ခွေတွေကြည့်ဒီအင်အားစုတွေကသိကြတယ်သူတို့ပြီးမောက်ကို အဖြစ်ဖြစ်နဲ့ဒီ2025ထဲမှာတော့အလုံးရင်းနဲ့ပြုချင်းအစိမ့်မင်လာမယ်ထိုးပေါက်လာမယ်နေမီတစုမှုလာမယ်အလားတူနေမီသိန်းထိုးစစ်တွေကိုပြင်လာမယ်လို့ထင်တယ်တို့အဲ့ညမှာတော့အထူးကကြာတော့ဘူးမကြတဲ့ခင်ကပဲဒီ SAF ကကျောင်းသားကောင်းတော်တွေကလို့စီအဲစီကြီးကောင်းတော်တွေကပြောထားကြည့်တယ်သူတို့ရဲ့ပင်မအာစီကြီးမှချက်ဒီရခိုင်ကျုံမတော်ကြီးကျောင်းမှကြီးတဲ့ကပ္ပတက်တက်ဖြစ်တယ်ဒါတွေကိုလူချင်းမှုတွေလုံးဆောင်ဖို့ပြင်ဆင်နေရလို့ပြောထားတယ်ထုတ်ပြောလာတယ်ကြည့်တယ်ဘာလို့ကြောင့်ဒီ2025ထဲမှာတော့ဒီ စစ်ကောင်စီရဲ့အဓိကတပ်သူချုပ်ဖြစ်တဲ့ကပ္ပစတတိကိုရောပြီးမှာပိုင်းအနောက်ဘက်ခြေချောင်းကိုရောခြေလို့ချောင်းမှုတွေပို့ပြီးအကောင်းလာလိမ့်မယ်ခြေတန်းလာလိမ့်မယ်လို့တော့ကိုလိုသုံးသပ်မိတယ်။ကဲဒါတော့ရခိုင်သတင်းနဲ့ပတ်သက်ပြီးသုံးသပ်ထားဖြစ်ပါတယ်နော်။အဲ့တော့ဒီကပ္ပစဆက်ယုံတွေကိုခုချိန်မှာဆိုလဲတကယ်ပဲ UTV တိုက်ခိုက်နေတဲ့အနေအထားဖြစ်တဲ့အတွက်ကပ္ပစဆက်ယုံကကြာသွားရင်တော့မင်းအောင်လိုင်းရဲ့ကဲနောက်ထပ်ကျွန်တော်ကြည့်ရမှာတော့အခုချိန်မှာဆိုရင်ကျွန်တော်တို့ရဲ့အမေစုရဲ့ဒီ အိမ်နံပါတ်54ပေါ့နော်မေဆုအိမ်ကိုသူတို့လေးလံတရောင်းချနေပတ်သက်ပြီးတော့ခုချိန်ဒီမအောင်သေးဘူးပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးပြောထားတဲ့ဟာလေးအတိုးလေးနားထောင်ကြည့်လာနော်ရဲ့အပိတ်လေးတစ်ခုကဘာလဲဆိုတော့ဒီချမ်းမတ်54တောင်ဆန်းစုကြည်နေထိုင်ခဲ့တော့တော့ခင်ကြီးအမိပေါ့ချမ်းမတ်54အဲ့54နဲ့ပတ်သက်ပြီးဒီနေ့တရားရုံးကနေပြီးတော့တရားရုံးမှာသူတို့တရားရုံးမှာသူတို့နှစ်ဖက်တရားတရားနိုင်တဲ့တရားအရှုံးနှစ်ဖက်ဖွဲ့ပေါ့နော်ဆိုတော့အဲ့ဖွဲ့သူတို့တရားရုံးမှာသူတို့တရားခွင်မှာတွေ့ကြတယ်တွေ့တဲ့အခါမှာအဲ တို့တို့ပြန်လာပေးကြတယ်ဗောနော်တင်ချဆိုကြရရှိတယ်ဒါပေမဲ့ကျွန်တော်ကြားရတဲ့ information ကျွန်တော်ရဲ့စုံစမ်းဖော်ထုတ်မှုအရာဗောစုံစမ်းမှုဗောဖော်ထုတ်မှု sorry စုံစမ်းတောင်းလမ်းမှုအရာဗောနော်ဆိုတော့ဒီဥက္ကဋ္ဌဘက်ကသူတရက်နိုင်ကိုဒီချန်ဒီချန်ကိုလေလံတင်လေလံတင်ထုတ်ခွဲရောက်ချဖို့ဆိုတော့လေလံထုတ်ခွဲရောက်ဖို့ဆိုတော့အ90ဒီဂရီရတာလေဥက္ကဋ္ဌကအ90ရတာရတာရတော့တော့ဥက္ကဋ္ဌဘက်ကနေပြီးတော့သူကအချိန်ချင်းချင်းနဲ့ပထမဆုံးက35ဘီလီယံနောက်300ဘီလီယံအဲ့ဒီနေရာ69နော်ပန်းရှင်ဘူးနော်ထောင်ထဲထည့်ထားပြီးမှလုတ်ရှင်နဲ့လုတ်နေတာဗျာခုနှစ်ဘီလီယံအဲ့ဒီနေရာဒီမှာခုနောက်ဆုံးတင်လိုက်တာကချလိုက်တာကနောက်ဆုံး၃ချိန်တိတိ အဲလင်းလာပြစ်တယ်ခြံရှိမှာလင်းလာပြစ်တယ်ခြံရှိမှာပြတခဲ့ကိုဗျာဟိုအဲ့လိုဖြက်ကစားပြစ်လို့ပြစ်သွားတာအဲ၃ချိန်ပြစ်တယ်မအောင်မြင်တော့၄ချိန်မြောက်လင်းလာပြို့တော့ကိုဦးအောင်ဆန်းတို့ရဲ့ဘက်ကနေပြီးတော့ပြန်တင်တယ်ဘယ်လောက်လဲဆိုတော့290ဘီလီယံဆိုပြီးတော့တင်တယ်290ဘီလီယံတင်တဲ့အခါကျတော့အဲ့တင်တဲ့အခါမှာဒီဒေါ်ဆန်းစုကြည်ရဲ့ရှေ့နေတွေကဒေါ်ဆန်းမာလာမျိုးကိုဖွဲ့နေပြီးတော့တရားဥပမာကန့်ွက်တယ်ကန့်ွက်တယ်ပေါ့ဗျာဆိုတော့ဒီနေရာမှာကန့်ွက်တဲ့ဟာတွေမှာထူးခြားတာကဒီ290ဘီလီယံတတ်မှတ်လိုက်တာကိုတရားတရားနိုင်ဦးအောင်ဆန်းဘက်ကအဲ့လိုတတ်မှတ်တာကို တောင်ဆန်းသူကြီးနဲ့မတွေ့ရသေးတဲ့အတွက်တွေ့ခဲ့မရသေးတဲ့အတွက်အဲ့တတ်မှတ်ချက်ကိုသူတို့အနေနဲ့ကောက်ွက်တယ်တောင်ဆန်းသူကြီးကဘာမှညွှန်ကြားတာမလာသေးတဲ့အတွက်သူတို့အနေနဲ့အဲ့တတ်မှတ်ချက်ကိုကောက်ွက်ပါတယ်ဆိုပြီးတော့ကောက်ွက်တယ်ကောက်ွက်လိုက်တော့ကောက်ွက်လိုက်တော့တရားရောတော့ဘာပြောမှမသိဖြစ်ဘူးပြီးတော့ဈေးကို290စီထိုးချသွားတယ်တမင်ချတယ်ဆိုပြီးဘာညာပြောတယ်ဒါပေမဲ့ဒီနေရာမှာခွဲတော့ပြည်သူလူသိနေကြတာတောင်ဆန်းသူကြီးရဲ့ဘက်ကနေလိုက်တဲ့ရှေ့နေတွေရဲ့ရှေ့နေတွေရဲ့စကားတွေဟာဘယ်လိုရှိလဲဆိုတော့ခွဲတော့သိနေကြတာရှင်းနေရပြောတယ်ဒေါအောင်ဆန်းစုကြည်နဲ့မတွေ့ရလို့ဒီတရဒီတရခွင်းတဲ့ကိစ္စလို့ဒီဒီချမ်းမန်း94ကိစ္စကိုသူတို့ဆုံးဖြတ်လို့မရပါဘူးလို့ပြောတယ် ဒါပေမဲ့ပထမဦးဆုံးတရားရင်ဆိုင်ရတဲ့အချိန်မှာဒေါအောင်ဆန်းစုကြည်ကအဲ့ဒီရှေ့နေတွေကိုရှေ့နေတွေကိုအခွင့်အာဏာအလုံးအနှံခဲ့သလားမခဲ့သလားဆိုတော့ခမရတို့နေဒေါအောင်ဆန်းမလာမျိုးနဲ့တွေ့ရင်တောင်တွေမေးတယ်။ကဲဒါတော့ကျော်မင်းရဲ့ဒီပြောင်းလဲပြောင်းစားပြီလို့ဖြစ်ပါတယ်နော်။သူတရင်ခုတင်ပြီးရဲဆိုတာကတော့ဒေါအောင်ဆန်းစုကြည်ရဲ့ခြံကိုရောက်မထွက်သေးဘူးသူတို့လေးလည်းမအောင်မြင်သေးဘူးဆိုတော့တည်စီခြင်းလို့တင်ပြီးတာဖြစ်ပါတယ်နော်။အဲ့တော့အခုချိန်ထိလည်းဒေါအောင်ဆန်းစုကြည်ရဲ့ဖတ်မှာရှေ့နေလိုက်ပြည့်တဲ့သူအားလုံးကိုလည်းတကယ်ပဲအထူးပဲကျေးဇူးတင်ပါတယ်နော်။ဒီစစ်ကောင်စီအချမ်းပဲစစ်ကောင်စီတွေကတော့သူတို့ပတ်စံရဖို့ကတော့ မရရအောင်သူလုံမှာပေါ့နော်ဒါပေမဲ့လည်းခုချိန်မှာဆိုရင်တော့တကယ်လူတို့ရဲ့ခေါင်းဆောင်ရဲ့အိမ်ကိုဝယ်ရတဲ့သူဆိုတာမပေါ်သေးပေါ့နော်ပေါ်လာရင်လည်းအဲ့လူကမလွယ်ပါဘူးနော်ပြီးသူအားလုံးတက္ကသိုလ်ခံရမဲ့သူတွေဖြစ်ပါတယ်နော်ကဲကျွန်တော်တို့နောက်နောက်ထောက်မဲ့သတင်းကတော့လူဦးတော်လိုင်းကြီးဆိုတာကကျွန်တော်တို့ PDF နဲ့ဒီစစ်တပ်နဲ့ကျွန်တော်တိုက်နေရလို့ဒီအချက်မဲ့စစ်ကောင်စီဖွဲ့ကဝါရဖြတ်နေတာတွေ့ရပါတယ်နော်အဲ့တော့လူဦးတော်လိုင်းကြီးဆိုတာပြည်သူနဲ့အချက်မဲ့စစ်ကောင်စီနဲ့ ဖြစ်နေတယ်ဆိုတော့ကိုအားလုံးလည်းသိပြီးသားဖြစ်ပါတယ်နော်အဲ့တော့အခုချိန်မှာတို့ကတမိုင်းကိုလိန်ဖို့စူးစမ်းနေတဲ့အကြောင်းကိုပြောရတဲ့ကိုစီးရဟာလေးနောက်အောင်ကြည့်လိုက်အောင်နော်လက်ရှိဒီတော်လိုင်းရေးမှာကျွန်တော်တို့တွေပြောနေတာစုံနေကြတာလေလက်ရှိတစ်ဖက်စစ်ကောင်စီဘက်ကပြောနေတာမတိလို့ရှိရင် PDF ကတက်တက်စစ်တပ်ကတက်တက်ဂျားတွေကပဲပြည်သူရှိတယ်လို့အခုကျွန်တော် Facebook မှာအမော်ဒီပြန်တက်လာတဲ့အချိန်မှာကုန်ခဲ့တဲ့လေးနှစ်ကပုံနေဒီမဲ့ကျွန်တော်ချက်တွေ့တယ်အဲ့တော့ပြချင်တယ်အဲ့ပုံလေးကိုအချက်ကြည့်ပါဦးနော်အရင်ဆုံးကျွန်တော်ပြချင်တာကကျွန်တော်တို့ပြည်သူတွေဟာ အဲ့ဒီအာနာတိမ့်ပြီးတဲ့နောက်ရင်ထဲကစံထကိုတူတူယောက်ချင်းစီရဲ့စံထကိုဒီအာနာတိမ့်တာကိုလက်မခံဘူးလို့စံထပြခဲ့တဲ့နေမှာဘလောက်တောင်စီကံတကြရှိခဲ့လဲဆိုတာကိုအရင်ပြတယ်လို့ပဲနော်အပုံလေးအခြားလူတွေဒီမှာရှိမှာပေါ့နော်ကျွန်တော်ပြမယ်ဒီဗီဒီယိုဖိုင်လေးအောက်မှာလည်းအဲ့ဒီမက်ဘုံဒီပုံတွေရှိလို့ရှိရင်တစ်ချက်တော့ကျွန်တော်ကိုကွန်မန့်မှာမှတ်ပေးဝါးစီချင်မှာရှိတဲ့လူတွေနေတယ်နော်အရင်ဆုံးကျွန်တော်ပြပါမှာဒီမှာအင်း မှဒီပုံမှာဒါကတော့ဖြိုခွင်းတဲ့အချိန်မှာကျွန်တော်ဖုံးနေကြုတ်ကြံနေခဲ့တယ်တနက်နဲ့စစ်တပ်ကလိုက်ပစ်လို့ဘာမှလက်မပါတဲ့ပြည်သူတွေဟာလက်ထဲမှာကင်ထားတဲ့ဖုံးဆိုတာလူတွေကတံပိုးထားကြပါတယ်ဟုတ်တယ်နော်အဲ့ဒီတံပိုးထားတဲ့ဖုံးတော်မှာကြုတ်ကြပြီးတော့အတက်ကိုလွတ်ပြီးတော့ပြေးခဲ့တာအဲ့လောက်ထိပြည်သူတွေဟာခံခဲ့ရတာမကြည့်ပါအဲ့ဒီပြည်သူတွေပြုတ်ကြတဲ့ဖုံးတွေကိုပြန်ပြီးတော့ဒီတပိတ်ဥဆောင်ဖွဲ့တယ်လက်ကြံကောက်ပြီးတော့ကိုဖုံးဖို့ကိုပြန်လာယူနိုင်တဲ့ဆိုတာဟာကိုခင်းချင်းပြီးတော့ပေးခဲ့တာ ော်နော်မကြည့်လိုက်အဲ့လောက်ထိစီကန်းရှိတယ်ဘယ်လိုမှမရှိဘူးနော်နောက်နောက်တော့ကျွန်တော်ဆက်ပြမယ်ဒီမှာကြည့်လိုက်ဒါကတော့ဖဏတ်နော်ဖဏတ်ဒီဖဏတ်ဒီဖဏတ်ကတော့ပြောမနေနဲ့တော့ဖုံးတော်မှနော်တန်ဖိုးထားတဲ့ဖုံးမတော်မှပြုတ်ကျပြီးပြစ်ပြီးကြေးရတဲ့အဆင့်ဆိုတော့အတက်ကိုလှုပ်ပေးရတယ်လူကအတက်တက်ဘာမှအရေးမကြီးဘူးလေဟုတ်တယ်မလားငါတို့အာနာဘိနာကိုလက်မခံပါဘူးလို့ကောင်းကောင်းမွန်မွန်ပြောခဲ့တဲ့စကားတွေကိုဂယုမဆိုင်ပဲနဲ့အဲ့ဒီတော့စီကန်းရှိတဲ့ပြည်သူတွေကိုရရဆက်ဆက်လက်ပစ်ခဲ့တာဘဲကောင်းလေး အဲ့တော့မှရှိတဲ့ဖနက်တွေအဲ့လိုကြံနေခဲ့တဲ့ဖနက်တွေတော့ဒီဖနက်ကတော့ branded ဒီဖနက်ကတော့အထင်မို့လို့မပြောက်စေရအောင်နော်ပြန်စုပြီးကောက်ပြီးတော့သူ့အញ្ញာလေးနဲ့သူစီပြီးတော့တီတူတွေဖနက်ကိုတီတူတွေကပဲပြန်စုပေးခဲ့တယ်နော်ဒီဘောက်ပုံနေဓမ္မဒါကတော့ပြည့်တဲ့အချိန်မှာတွေးဆခဲ့တဲ့တစ်ပတ်ကိုဓမ္မကြီးဖနက်တွေအကုန်လုံးပြန်စုပြီးတော့ပေးခဲ့တာမှဖနက်လေးတွေမှကြည့်တယ်ဝင်နေစရာဒါဒီဖနက်တွေတဲမှာရှိတဲ့ဒူတွေဒီထောင်ထဲမှာဘယ်နှယောက်ရှိခဲ့ပြီလဲမသိဘူး အတက်တွေသတိခဲ့ကြတာဘယ်နှယောက်ရှိခဲ့ပြီလဲမသိဘူး။နော်။ PDF စကမ်းတွေမှာ PDF အဖြစ်နေနေတာဘယ်နှယောက်ရှိခဲ့ပြီလဲမသိဘူး။အဲ့တော့လို့စီကန်းရှိတဲ့လူတွေကတော်နိုင်ရေးလုပ်လာကြတာ။လက်ရှိຫນွေဦးတော်နိုင်ရေးဆိုတာစစ်တပ်လူမျိုးအောက်တန်းသားပေါက်ပန်း၄၀တွေစုဖားတဲ့တော်နိုင်မဟုတ်ဘူး။ဒါတွေကတက်တွေကြီးလို့မရဘူး။နော်။တော့အဲ့တော့ကျွန်တော်ဒီဗီဒီယိုဖိုင်အောက်မှာလည်းအဲ့လိုမျိုး ဒီရုပ်မှန်ခဲ့တဲ့အရာတွေကိုကိုယ်တိုင်မမတ်ရဲရင်ကျွန်တော်မစင်ညာပို့လာပေးပါဒါမျိုးတွေကျွန်တော်စုပြီးတော့ကျွန်တော်ခက်မများတင်ခြင်းတယ်ဘာဖြစ်လို့လဲထွက်တယ်လေတွေးအေးခဲ့တယ်အဲ့ဒီခဏကကျွန်တော်ပြခဲ့တဲ့နော်ဒီလူအုပ်တွေဈားထဲမှာလူအုပ်တွေဈားထဲမှာပါခဲ့တဲ့လူတွေအခုစစ်ကောင်စီနဲ့ပြန်ပေါင်းနေတဲ့လူတွေလည်းအများကြီးရှိရှိတယ်ခိုင်ချက်ခိုင်မာချက်ဆိုတာအဲ့ဒါပဲအဲ့ဒီဆန္ဒထမပြခင်တဲကအဲ့ဒါလို့စစ်ကောင်စီနဲ့ပေါင်းခဲ့တဲ့သူဆိုရင်ကိုတွေးရမယ်အကယ်၍ဒီအာဏာတိမ်းမှုမမေ့အောင်နိုင်ဘူးငါဘယ်လိုလုပ်မလဲ အများကြီးအောင်လို့ရအောင်အမောင်တောင်မှန်းတိလက်တုံးကြောင်းထောင်လာတော့ကျွန်တော်တို့မလို့ရင်းအရင်အတွက်မလို့ရင်းအရင်အချင်းနဲ့လို့တင်အရင်အတွက်တွေညားလဲလို့ကျွန်တော်တို့ပဲတော်နိုင်ဒီနေ့ဒီလေးတိကျော်လာတာအဲ့ဒီလူတွေထွက်ပြတဲ့လူတွေအားလုံးမှာဒါအဲ့ဒီရင်ဘတ်ထဲမှာအရင်အချင်းတွေပြေသွားခဲ့ကျွန်တော်တို့တွေလေးတိမကြောက်လေးလာတဲ့ဘွက်ပြက်အဲ့ဒါအဖြစ်ပဲဒါကြောင့်မလို့ခိုင်ချက်ခိုင်မာချက်မရှိတဲ့လူတွေတော်နိုင်မှာမပါတယ်ကောင်းတယ်ဘေးထိုင်တယ်နော်အေရန်လူနဲ့ပေါင်းမပေါင်းနဲ့ပြီးတွဲရန်လူနဲ့တော့တွားမပေါင်းနဲ့မလုံနိုင်ဘူးလားငါမလုံနိုင်ဘူးကွာငါမောတယ်ဘေးမှာထိုင်တယ်โอเคခွင့်တော့ပါတယ် နော်လက်ရှိတော်လိုင်းအဲ့ဒါပဲမတော်လိုင်းရင်မလုပ်လို့ဘယ်သူမှအဖြစ်ပြောလို့မရဘူးဒါပေမဲ့လို့ရန်တူနဲ့တော့မပေါင်းနဲ့နော်ဟုတ်တယ်ဘယ်မတူလို့ရန်တူလောက်တာပေါ့မင်းတို့ကမင်းတို့ဘက်မပါနဲ့ရန်တူလောက်တယ်ဆိုခဏခဏပြောတယ်ဖွင့်နဲ့ကိုယ်စက်ပေါက်ထားတဲ့ဖွင့်ကိုယ်နဲ့စကားကိုကျွန်တော်အမြဲပြောတယ်ဘယ်မတူရုံနဲ့အမြင်မတူအဲ့ဒါလိုပြောတဲ့စကားအမြင်မတူလို့ရန်တူမလုပ်ဘူးနော်အမြင်မတူလို့မင်းလမ်းမရောက်မင်းမင်းလွတ်လွတ်လပ်လပ်နေဒါပေမဲ့ငါတို့ရန်တူတော့မင်းမပေါင်းနဲ့ဟုတ်တယ်မလားအဲ့ဒါအမြင်မတူတာမဟုတ်တော့ဘူးရန်တူနဲ့ပေါက်ပေါက်ဆိုမင်းလဲငါတို့ရန်တူပဲရှင်းရှင်းလေးဟုတ်တယ်မလား ဲ့ဒါအဖြေပဲဒါကြောင့်မလို့ဒီတော်လှန်ရေးမှာကျွန်တော်တို့တွေပါခဲ့တဲ့လူတွေအနေနဲ့ဒီပုံတွေကိုပြန်မြင်အောင်ပြင်ဒီပုံတွေမှာမပါတဲ့လူတွေအနေနဲ့လေကိုလောက်ခဲ့တယ်ဆိုရင်အတိတ်တရားတွေတတိတရားတွေပြန်ရကြပါအော်ငါရှောက်ခဲ့တဲ့ဉာဏ်မဆုံးသေးပါဘူးလားငါဆုံးအောင်ရှောက်တော့မယ်ဆိုတဲ့စိတ်ကလေးကိုဖြစ်ပေါ်စေချင်တယ်ဒါကြောင့်မလို့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်ရေးရှင်လုပ်ပါကျွန်တော်ဒီဗီဒီယိုကလွတ်တဲ့ reaction ကနံပါတ်1ငါကြီးနဲ့စိတ်နဲ့ဒါတွေတို့တွေးဆိုတာပုံမှန်လေးလေးပြောတာကျွန်တော်အဲ့တော့နံပါတ်1ဒီလိုပါခဲ့တဲ့သူတွေတချို့တွေတွေးနေပြီမင်းတွေအတော်လိုင်းကြီးအကြမ်းနဲ့ဆက်ပြက်တယ် ဲ့လိုလူတွေအတွက်အတိတ်တရားလေးပြန်노ကြားလာကြအောင်လက်ရှိချိန်မှာဘယ်နောက်ထိလိုက်ဖိနှိပ်နေနေလဲဒါတူတော့အာနာမရသေးဘူးနော်အာနာရကဒီပတ်တိုက်ခလောက်ထွက်လာကပါအောင်ဖက်ပြတော့မလုပ်ဘူးဒါတိတ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီဗီဒီယိုဖိုင်လောက်ရဲ့ရေချက်တစ်ခုကဒါပါပဲအတိတ်တရားလေးရကြပါစေဒီဘီပုံတွေထဲမှာမပါဘဲနဲ့အခြားတစ်ထောင်တနေရာမှာဆန္ဒပြခဲ့တဲ့တော်လိုင်းမှာပါဝင်ခဲ့တဲ့ဒူတွေအနေနဲ့တကယ်စိတ်ကထက်ကြွတာပါဝင်ခဲ့ပြီးအခုချိန်မှာတွေးအေးနေမယ်ဆိုရင်တွေးလေးတွေပြန်ပူပေးကြပါလို့မိသားစုကပါကဲဒါကကိုစေးဗီဒီယိုဖြစ်ပါတယ်နော်အဲ့တော့ဒီ မြို့တော်နယ်ရေးရတော့မနေ့တနေ့ရလို့ပါပဲเนาะအဲ့တော့တချို့တွေကြတော့လဲသွေးသွားတဲ့သူတွေရှိတယ်တချို့တွေကြတော့လဲကြာသွားတဲ့အခါမှာအဲတကယ်ပဲပေါ့เนาะဒီတော်လိုင်းပေါ့ဆစ်ပြတ်သွားတဲ့သူတွေရှိတယ်ဒါပေမဲ့လဲဒီတော်လိုင်းမှာတကယ်ပဲပေးဆက်ခဲ့တဲ့သူတွေကြောင့်ပေါ့เนาะတော်လိုင်းကအခုချိန်ကြီးသွားနေတာဖြစ်တဲ့အပြင်အခုလိုမျိုးအောင်မြင်မှုတွေရရှိနေတာဖြစ်ပါတယ်เนาะအဲ့တော့ပြီးခါနီးမှာကျွန်တော်တို့က ဒီအားမလျော့ပဲနေပါတော့ဆက်လက်ပြီးတော့စ조사မယ်ဆိုရင်တော့မကြခင်တော့ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ကိုရောက်မယ်ဆိုတာကိုသုံးသပ်ပြရင်ကျွန်တော်ဗီဒီယိုလေးဆုံးသက်လိုက်ပါတယ်နော်โอเคအစားဆုံးကြည့်ပြီးတော့မြို့ပြသူရဆန်သူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ချမ်းဖတ် mail online ရဲ့စစ်ပေးရနေကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ